ငားလာပိုင်းတလစာအတွက်တနင်္ဂနွေသားသမီးတွေရာနဲ့စတင်ပြီးတော့ဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့တနင်္ဂနွေရဲ့တနင်္ဂနွေသားသမီးတွေရဲ့ကန်စတာမှာဒီတလလုံးမှာဘာတွေကြုံတွေ့ရလဲဆိုလို့ရှင်ချိုချမ်းမယ်ချွေတာမယ်စူဆောင်းမယ်ဆိုတဲ့အတွေ့တွေဒါကိုယ့်ရဲ့ရင်ထဲမှာဖြစ်ပေါ်နေရတတ်တယ်ဒီတလလုံးမှာပေါ့နော်အလုံးနဲ့လည်းနဲ့မပြအောင်လောက်ကင်ဖို့အကြောင်းတွေပဲစဉ်းစားနေရတတ်တယ်။မြင်းမြန်ဆန်းဆန်းဖြစ်ဖို့မြင်းမြန်ဆန်းဆန်းပြေလည်ဖို့အကြောင်းတွေကိုအခုရင်ထဲမှာ စဉ်းစားတွေးတောနေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကဘာရှိလဲဆိုလို့ရှင်တော့ကောင်းပူကောင်းရှုပ်စိတ်ညစ်စရာတွေကြံစည်သမျှလွဲချော်မဲ့ကိစ္စတွေကိုမကြုံကျင်ဘူးမဖြစ်ချင်ဘူးအဲ့ဒါလို့မျောလင်းတောင်းတနေပါတယ်မမျောလင်းမဲ့ဘယ်လိုဟာမကြုံမလဲဆိုလို့ရှင်တော့ကိုယ်ဘဝဒုတိယဒုတိယကြောင်းအောင်မြင်ရအောင်မြင်ကြောင်းလမ်းစာတွေပေါ်လာပါလိမ့်မယ်ကံကောင်းခြင်းဆိုတဲ့အဖြစ်မျိုးတွေဇက်တိုက်ဆိုးဆိုးလိုပဲတနင်္ဂနွေသားသားသမီးတွေရရှိလာပါလိမ့်မယ်တဲ့ဗျာအဲ့တော့ ဒီတလာလုံးမှာတင်းငွေတားသမီးတွေမှာစိတ်ညစ်စရာပူပင်သောကအနေနဲ့ကတော့ကိုယ့်ရဲ့ဘဝကံကြမ္မာတဖြည်းဖြည်းနဲ့ကောင်းသောပြောင်းလဲတိုးတက်ခြင်းတွေဖြစ်အောင်လုပ်ဖို့အတွက်ကိုပဲဒါကို့မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်အဲ့တော့စိတ်မညစ်ပါနဲ့ကောင်းသောပြောင်းလဲခြင်းတွေလာပါလိမ့်မယ်လေဗျာအခြေအနေနဲ့ပတ်သက်ပြီးဒီတလာလုံးမှာဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့ဘေးကျန်တဲ့ကြက်အကျက်သေးတွေကြုံတွေ့ရတတ်တယ်ဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာကိုမျောလင့်တယ်လို့မဖြစ်ဘဲနဲ့မမျောလင့်တယ်လို့မျိုးဖြစ်လာတာမျိုးကြုံတွေ့ရပါလိမ့်မယ်။ အခြေရေးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှင်တော့စိတ်လေစိတ်နှုန်နေကြုံမဲ့အိမ်ဆောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာလည်းလုံးသမျှအမှားတွေပဲရင်ဆိုင်ရတတ်တယ်ကြုံတွေ့ရတတ်တယ်အဲ့တော့ဖြစ်ချင်တာတွေဖြစ်ငါလုံချင်တာတွေလုံမယ်ဆိုတဲ့အတွေးတွေနဲ့စိတ်လေစိတ်ဝင်စိတ်ပျက်စရာတွေဖြစ်တတ်ပါတယ်ကြက်ထီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ ခွေးလေးတွေနေတတ်တဲ့နားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အချိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံတာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရအနေနဲ့ကတော့အလွန်ဆိုးသောအလွန်ဟောင်သောခွေးများကိုအစာအာဟာရကျွေးမွေးခြင်းအားဖြင့်အညံ့တွေအလုံးပြပြောက်သွားပါလိမ့်မယ်လို့ပြောရင်တနင်္ဂနွေသားမီးများတွေဒီမှာပဲဤကုန်းချုပ်ပြရစီကျွန်တော်ကြော်စင်းဖန်ပါအဲ့တော့9လပိုင်းတလဆာပဲဖြစ်ပါတယ်နော်2025 တနင်္လာသားသားသားသမီးတွေရဲ့ယင်နမ်းမှာခရီးနဲ့ပတ်သက်ပြီးသွားဖို့လာဖို့နဲ့ပတ်သက်တဲ့ကိစ္စခရီးနဲ့ပတ်သက်တဲ့အကြောင်းတွေကိုအခုယင်နမ်းမှာစဉ်းစားတွေးတောနေတယ်။မျောလင်တောင်းတရည်ရွယ်ချက်ကတော့မိမနောက်ဆက်ယောက်ျားနောက်ဆက်ကင်းရောင်နေထိုင်မှုမနိုင်ဝင်ထားတဲ့ကိစ္စမကျွမ်းကျင်တဲ့အလုပ်တွေလုပ်ဝလုပ်မိထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးအကောင်းဆုံးတွေဖြစ်အောင်ဖန်တီးဖို့ပေးစရာရှိတဲ့ငွေကြေးရစရာရှိတဲ့ငွေကြေးနဲ့ပတ်သက်ပြီးအဆင်ပြေပြေဖြစ်ဖို့ကိုဒါကုရဲ့ယင်ထဲမှာမျောလင်တောင်းတနေတယ်။မမျောလင်ပဲ တနင်္လာသားသမီးတွေဘယ်လိုဟာမိုးကြုံမလဲဆိုလို့ရှင်မိသားစုကိုစွန့်ခွာဥစ္စာပစ္စည်းကိုစွန့်ခွာအဲ့တော့ကိုလုံးချင်တာတွေလုံးမဲ့ကိစ္စတွေအရာအလုံးကြောခိုင်းပြီးသွားမဲ့ကိစ္စတွေအဲ့လိုအကြောင်းအရာတွေကိုကောင်းသောအတွေးခေါ်တွေနဲ့ရှေ့ဆက်ရတာမျိုးကြုံတွေ့ရပါလိမ့်မယ်စင်ကြီးစရာအနေနဲ့တနင်္လာသားသမီးတွေမှာကို့မှာရှိတဲ့ပတ်စံ အဲ့ဒါတွေနဲ့ပတ်သက်ပြီးဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုစီးပွားရေးတွေလုပ်မလဲဘယ်လိုဖန်တီးရင်ကောင်းမလဲဆိုပြီးတော့ကိုယ်မှစိတ်ညစ်နေရတတ်ပါတယ်ငယ်ရွယ်တဲ့တင်းလာသားသမီးတို့ရဲ့ကန်ဆာတာမှာဆိုလို့ရှင်တော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့မင်္ဂလာကိစ္စချစ်ချင်းမြတ်တာကိစ္စရေရှည်အတွက်ကြက်ကြနနာစီမံခန့်ခွဲရတာကြက်ကြနနာမျောလင်းရတာယူမတက်အောင်ကိုမှမျောလင်းမိတာရင်ခုန်ရတာအဲ့လိုအဖြစ်မျိုးတွေနဲ့ကြုံတွေ့ရပါလိမ့်မယ် ဝင်ဝင်နဲ့ပတ်သက်ပြီးအကြောင်းအရာတွေကလည်းအဝေးတနေရာကိုအကြောင်းပြုပြီးတော့ဝင်ဝေကောင်းရရှိလာပါလိမ့်မယ်ကိုယ့်ရဲ့အနီးအနားပတ်ဝန်းကျင်မှာမင်္ဂလာကိစ္စအဲ့ဒါလိုဟာမျိုးတရင်ကြားပြီးဒီကြားပြီးလိုက်တာနဲ့ကိုယ့်ရဲ့ဝင်ဝေတွေနဲ့ပတ်သက်ပြီးလုပ်ငန်းကံကံတွေနဲ့ပတ်သက်ပြီးအားလုံးအဆင်ပြေလာပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေတင်းလာတားပြီးများဖို့ကတော့တားသမီးတားသမီးယရနာကြောင့်အောက်လက်ငယ်သားကြောင့် ိုယ့်ရဲ့အိမ်အောင်ရေးတာယာမယ်အဆဆရရအဆင်ပြေမှုတွေကြုံပါလိမ့်မယ်ကိုယ့်ရဲ့အိမ်မှာပြုပြင်မွမ်းမံဖို့ကိစ္စဆောက်လုပ်ဖို့ကိစ္စတွေအားလုံးလဲသားသမီးကြောင့်ပို့ပြီးတော့ကောင်းတဲ့ကောင်းတာတွေကံကောင်းတာတွေပွင့်လန်းတာတွေကြုံပါလိမ့်မယ်ဗျာထောင်ဝင်နဲ့ပတ်သက်လို့ကလည်းသားသမီးကြောင့်ဝေကုန်ကြေးကြများတယ်လို့အိမ်နဲ့ပတ်သက်ပြီးသူတို့ဝါသနာပါရနဲ့ပတ်သက်ပြီးပြုပြင်မွမ်းမံရတာမျိုးသားသမီးတွေနဲ့ပတ်သက်ပြီးသူတို့လူအင်ဟူသမျှဖြည့်ဆည်းပေးရတဲ့အတွက်အထွက်ကြောင့်ငွေကုန်ကြီးကြနှစ်မျိုးနှစ်စားနဲ့ငွေကုန်ကြီးကြများပါလိမ့်မယ်လေဗျာ။ ဒီဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေများဖို့ကတော့ထိုင်ကုန်လေးရဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်ညံတာတွေပြေပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေအနေနဲ့ကတော့ခရီးသွားမဲ့သူကိုလမ်းစိတ်စားစိတ်အဲ့လိုဟာမျိုးလူတန်းပေးပါတောက်စရာတစ်ခုခုလည်းရေတံဖို့လိုအေးလိုထည့်ပေးလိုက်ပါလူတန်းပေးလိုက်ပါအဲ့ဒါဆိုလို့ရှင်တော့မိတ်ဆွေတို့အတွက် တလင်းလာသားပြင်းများဒီတလာလုံးမှာကံကောင်းခြင်းအောင်မြင်ခြင်းအဖျားဖျားရရှိပါမယ်လို့ပြောရင်ကျွန်တော်ရဲ့ဟောပြောမှုကိုဒီမှာပဲမိကုံးချုပ်ပြရစီဒါကတော့တလင်းလာသားပြင်းများအတွက်2025ငားလပိုင်းတလားစာအတွက်ပဲဖြစ်ပါတယ်အခုဆက်လက်ပြီးတော့အင်္ဂါသားပြင်းများအတွက်အင်္ဂါသားသမီးရဲ့ယင်ထဲမှာပစံနေအများကြီးရဖို့အလောက်ကင်နေနဲ့ပတ်သက်ပြီးအဆင်ပြေပြေရှေ့ဆက်နိုင်ဖို့ရေရှည်ရက်တည်နိုင်ဖို့ရေရှည် အတွက်ကိုပဲအခုယင်ထဲမှာစဉ်းစားနေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့ဘဝနောင်ရည်အတွက်အတွက်မသေးချာမရေရာစံတော်ဝါဖြစ်မဲ့ကိစ္စတွေမလိုချင်ဘူးသေချာပြည်ပြင်းတဲ့အဖြစ်မျိုးတွေဘဝမှာလောက်ကင်ဖို့ရွေးချယ်ဖို့ဆုံးဖြတ်ဖို့ကိုဒါကိုယ့်ရဲ့ယင်ထဲမှာမျောလဲတောင်းတနေပါတယ်မမျောလဲမဲ့ဘလို့ဟာမှုကြုံမလဲဆိုလို့ရှင်တော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလဲကြုံမယ်စိတ်ချမ်းသာစရာလဲကြုံပါလိမ့်မယ်တဲ့ဗျာ ကိုကိုကူညီမဲ့သူတွေနဲ့လည်းတွေ့ရမယ်ကိုကိုမိတ်ဆွေရင်းထက်ညီကိုရင်းထက်ချစ်ခင်တဲ့သူတွေနဲ့မကြခင်မှာဆုံတွေ့ရတာကူညီတဲ့သူတွေနဲ့ဆုံတွေ့ရတာအဲ့ဒီလိုဟာမျိုးတွေကြုံတွေ့ရလိမ့်မယ်ထင်တော့မထင်တာဘူးသူတို့ငါ့ကိုဒီလိုမျိုးကူညီလိမ့်မယ်လို့ကဲတင်လိမ့်မယ်လို့ထင်တော့မထင်တာဘူးဆိုတဲ့ပုံစံမျိုးဖြစ်လာပါလိမ့်မယ်အခုစိတ်ညစ်ဆရာနဲ့ပတ်သက်လို့ရှင်တော့အခုကြုံတွေ့နေရတဲ့အခက်အခဲတွေအားလုံး ပြေပြောက်ဖို့ကောင်းအောင်လုပ်ဖို့အဲ့ဒီအတွက်ကြောင့်ကိုယ်မှာစိတ်ညစ်ပူပန်မှုတွေဖြစ်နေရတတ်ပါတယ်အုတ်ထတာကတော့ဘာမှမဟုတ်ပါဘူးတက်တော့ဘန်းမှာဆိုလို့နော်ကဲငယ်ရွယ်တဲ့အင်္ဂါသားသမီးတို့ရဲ့ကန်စတာမှာဆိုလို့ရှင်တော့အဝေးတနေရာကိုအကြောင်းပြုပြီးတော့ကန်ကောင်းခြင်းစိတ်ချမ်းသာစရာဂျုံခြင်းအဲ့ဒါလိုဟာမှုတွေဂျုံလာပါလိမ့်မယ်တဲ့ဗျာဝင်ဝင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာအဝေးတနေရာကိုအကြောင်းပြုပြီးဝင်ဝင်ကောင်းတွေရရှိတာမျိုးဖြစ်ပေါ်လာပါလိမ့်မယ် အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့အထီးကျန်မှုတွေကြုံတွေ့ရလိမ့်မယ်။ကိုကကောင်းတာလုပ်ချင်တယ်၊ तू ကဆိုးတာတွေပဲလုပ်တယ်၊ကိုကဒါကြိုက်တယ်၊ तू ကဒါဟိုဟာကြိုက်တယ်။အကြိုက်ချင်းမတူတာ၊ဇယိုက်ချင်းမတူတာအဲ့ဒီဟာတွေကြောင့်ကို့မှာရေရှည်အတွက်ငါဘလို့ဆက်သွားမလဲဆိုပြီးတော့ကြိုတင်ပြင်ဆင်ဖို့အထီးတော်မှစဉ်းစားမိတာမျိုးဖြစ်ပေါ်တတ်ပါတယ်။အဲ့တော့ကို့ရဲ့အိမ်မှာလည်း ကိုချစ်တဲ့တရိษံသူချစ်တဲ့တရိษံစသည်အပြင်အဲ့ဒါလိုဟာမှုတွေနဲ့ပတ်သက်ပြီးကျမ်းမာရေးညံ့တာစိုးရိမ်ပူပန်မှုတွေကြုံတာအဲ့ဒါလိုဟာမှုဖြစ်တဲ့အကြောင်းပါလေဗျာကဲထွက်ငွေနဲ့ပတ်သက်လို့ကလည်းအိမ်နေရာထိုင်ခင်းကိုအကြောင်းပြုပြီးငွေကုန်ချေးကျများစရာအကြောင်းတွေဖန်လာပါလိမ့်မယ်ဗျာဒီဝါသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့တငယ်ချင်းမိတ်ဆွေပေါင်းသင်းတွေပျော့ပျော့ရွှင်ရွှင်စကားပြောဆိုတွေနေတဲ့အနီးနားမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေတို့အကျိုးပေးသောကဏ္ဍတစ်စုံတည်းရတွေ့ရပါလိမ့်မယ် ညံတာတွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရအနေနဲ့ကတော့သီလရှင်ကိုငွေ2000ငွေ1000ကိုရင်များကိုငွေ2000ငွေ1000ငွေ2သိန်းစသည်အားဖြင့်နှစ်ကနန်းတိတိလှူဒန်းပြီးတော့အလိုရှိရာစူတောင်းကြည့်ပါတိတိတသာဒုကြကောင်းမွန်လက်ပွင့်သွားပါလိမ့်မယ်လို့ပြောရင်အင်္ဂါသားသမီးများတွေဒီမှာပဲနေကုန်းချုပ်ပြရစေအခုဆက်လက်ပြီးတော့ဗုဒ္ဓဘုရားသမီးများတွေ9လပိုင်းတလဆာ2025 အခုဗုဒ္ဓဘူးသားသမီးတွေရင်ထဲမှာမိသားစုနဲ့ပတ်သက်ပြီးตายာချမ်းမြေပဲပျော်ရွှင်စရာကောင်းသောမိသားစုဖြစ်ပြီးတိုက်တက်ဝုန်းဝုန်းပျော်ပျော်ရွှင်ရွှင်ဖြစ်အောင်ဖန်တီးဖို့ကိုပဲအခုရင်ထဲမှာစဉ်းစားတွေးတော့နေတယ်မျောလဲတောင်းတရည်ရွယ်ချက်ကတော့စူဆောင်းမယ်ချို့ချမ်းမယ်ချွေတာမယ်ပတ်ဆန်ရှာမယ်ပတ်ဆန်စုမယ်ပတ်ဆန်ပတ်ဆန်ပတ်ဆန်ဆိုပြီးတော့အခုပတ်ဆန်ပြီးရင်ပတ်ဆန်နေတတ်ပါလေတရေဗျာ မမြော်နိုင်မဲ့ဘလို့ဟာမို့ကြုံမလဲဟာကန်ကောင်းခြင်းအဖျားဖျားရရှိပါလိမ့်မယ်ကုလိုဂျင်တာထက်ကိုပို့ပြီးတော့အောင်မြင်ခြင်းအဖျားဖျားရရှိပါလိမ့်မယ်ဒီကာလအတွင်းမှာထီထိုးမယ်ဆိုရင်တော့ထီပေါက်နိုင်တာပေါ့အဲ့တော့ငွေကြေးနဲ့ပတ်သက်လို့ရှိရင်ထူးထူးဆန်းဆန်း၃ခုသလုံးမှာငွေကြေးကန်နေပဲပြထားတယ်အဲ့တော့ဒင်းငါးပြားတွေခင်းထားတဲ့ပုံမှာလည်းနေထားတယ်မမြော်နိုင်မဲ့နဲ့အဲ့တော့ငွေကြေးနဲ့ပတ်သက်ပြီးကန်ကောင်းခြင်းအဖျားဖျားဒီတက်ပို့ပြီးရရှိပါလိမ့်မယ် အခုစိတ်ညစ်ဆရာနဲ့ပတ်သက်ပြီးပါရှိလဲအနောက်ရက်တွေအတွက်ကြောင့်မြေနေရထိုင်ခင်းကြောင့်စိတ်ညစ်ဆရာမှုတွေကြုံတွေ့ရတတ်တယ်။ယင်ထဲမှာမျိုးသိပ်ထားတဲ့အကြောင်းအရာတွေကြောင့်လည်းလှုပ်ဝက်ဆရာအကြောင်းအရာတွေကြောင့်စိတ်ညစ်ဆရာမျိုးဖြစ်ပေါ်တတ်ပါတည်းဗျာ။ငယ်ရွယ်တဲ့ဗုဒ္ဓဘူသားသမီးတွေကန်စာတာမှာကိုကိုကိုစိတ်တဲမကြဘူး။ကိုရဲ့အလှပကိုရဲ့ခန္ဓာကိုယ်ချိုးစားစသည်အပြင်အဲ့လိုဟာမှုနဲ့ပတ်သက်ပြီးတစ်ခုမှစိတ်တမ်းမကြဘူး အဲ့တော့ဒီလောက်ပဲလှမှာပေါ့ကိုကူအဖေနဲ့အမေကဒီပုံစံကမွေးတာဒါပဲရှိမှာပေါ့ဘာတွေတွေးပြီးလိုချင်နေတာလဲဘာတွေမျှော်လင့်နေတာလဲဆိုတဲ့ပုံစံမျိုးပြောရမလို့ဖြစ်နေပြီကဲအဲ့တော့ထွက်ငွေနဲ့ပတ်သက်တဲ့ဝက် sorry ဝင်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းငွေဝယ်တဲ့သူများကိုအကြောင်းပြုပြီးတော့ဝင်ငွေကောင်းအထောက်ပံ့ကောင်းတွေရရှိလာပါလိမ့်မယ်တဲ့ဗျာအိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ကိုယ့်ရဲ့အိမ်အောင်ဘက်ကမစင်မကျင်လှုပ်ဆောင်မှု ရောဆူမှု ဆန်ကျင်မဲ့လိင်ကိစားနဲ့အဆွေခင်မုံဖွဲမှုစသည့်အားဖြင့်အဲ့လိုဟာမှုတွေကြောင့်အိမ်အောင်ရေးမှာအဆင်မပြေဖြစ်တတ်ပါတယ်။အိမ်အောင်ရေးမှာလည်းမကြခင်မှာကျမ်းမာရေးတွေလည်းကောင်းမယ်ပျော်ရွှင်စရာတွေလည်းကြုံပါလိမ့်မယ်။အဲ့တော့မတိတလို့နေပါဘာမှမပြောပါနဲ့ပြောလိုက်ရင်တော့ပို့ပြီးတော့ဆိုးသွားနိုင်ပါတယ်။အဲ့ဒီအတွက်ကြောင့်မတိတလို့နေတာဒီဒီကလာအတွက်မှာအကောင်းဆုံးပါပဲနော်။မတိတလို့နေနော်။အဲ့ဒါဒီအကောင်းဆုံးပဲဟလား။ကဲအဲ့တော့ဓိဝသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများပို့ရတော့ ဒါမတုံးမဲထားတဲ့ဓာရီနာမှာရှားကြည့်ပါအဲ့နေရာမှာမိတ်ဆွေအတွက်အညစ်မိတ်ဆွေအတွက်အကျိုးပေးသောကဏ္ဍတစုံတရားတွေ့ရပါလိမ့်မယ်ညံတာလေးပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အနေနဲ့ကတော့ကိုယ်အိမ်မှာအတုံးမပြူပဲထားတဲ့ပစ္စည်းတွေအဟောင်းတွေအစုပ်တွေအတလူဟာမှုတွေတန်ရှင်းရေလုံးလိုက်ပါရှင်းလိုက်ပါနော်အိမ်အိမ်တန်ရှင်းရေလုံးပါပေါ့ဗျာဂိုးတောင်ဆိုတဲ့ဂိုးတော့ဂိုးတောင်ရှင်းပါပေါ့အခန်းဆိုလည်းအခန်းရှင်းပါပေါ့ ရှုပ်ပွားနေတဲ့အရာအလုံးရှင်းထုတ်လိုက်ပါအဲ့ဒါဆိုလို့ရှင်မိတ်ဆွေတို့အညံ့တွေအလုံးပြေပြောက်ပြီးလက်လာပါရှင်လန့်ကျမ်းမာရေးကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင်ဗုဒ္ဓဟူးသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစီကျွန်တော်ပြည်သားသမီးမိတ်ဆွေများအလုံးမင်္ဂလာပါဂျာတာပြည်သားသမီးတွေအတွက်2025ငားလာပိုင်းတလစာအတွက်ငားလာပိုင်းတလစာမှာဂျာတာပြည်သားသမီးတွေရဲ့ရင်ထဲမှာမိသားစုနဲ့ပတ်သက်ပြီးအဆင်ပြေဖို့ ဝမ်းနေစရာပူပင်တော့ကပူဆွေးစရာတွေกินဖို့ငါဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတဲ့အကြောင်းအရာတွေကိုအခုရင်ထဲမှာစဉ်းစားတွေးတောနေပါတယ်။မျောလင်းတောင်းတရည်ရွယ်ချက်ကတော့ဩစာအာနာကြီးမအောင်လုပ်မယ်။အဲ့တော့ကိုကိုကိုအားကိုးလို့ရအောင်အစွမ်းအစရှိတဲ့သူဖြစ်အောင်ကြိုးစားမယ်ဟဲ့ဆိုပြီးတော့ဒါကိုရရင်ထဲမှာမျောလင်းတောင်းတနေပါတယ်။မမျောလင်းမဲနဲ့ဘယ်လိုဟာမှုကြုံမလဲဆိုလို့ရှင်တော့အဝေးတနေရာနဲ့ပတ်သက်ပြီးတည်င်းကောင်းဆက်သွယ်ကောင်းတွေလိုချင်တယ်။ အဝေးတနေရာကိုအကြောင်းပြုပြီးတော့ကံကောင်းခြင်းတွေဖြစ်အောင်ကြိုးစားတင်တယ်ဆိုတဲ့စိတ်ကြီးဖြစ်ပေါ်နေရတတ်ပါတယ်အဲ့တော့မကြခင်မှာအဝေးတနေရာကိုအကြောင်းပြုပြီးကံကောင်းခြင်းတွေရရှိလာပါလိမ့်မယ်စိတ်ညစ်စရာတဲ့အနေနဲ့ကတော့လုပ်ငန်းတစ်ခုဝင်ဝင်တစ်ခုနဲ့ရပ်တည်ဖို့ကြိုးစားဖို့အတွက်ကြောင့်ခုမှစိတ်ညစ်နေရတတ်ပါတယ်အခြေရေးကြောင့်လည်းစိတ်ညစ်ရတတ်တယ်အဲ့တော့ဒီကာလအတွင်းမှာအကောင်းလုံလို့စိတ်ညစ်ရတာဗျသူများတွေကစိုးလို့စိတ်ညစ်ရတာကိုကအကောင်းလုံလို့စိတ်ညစ်ရတာမျိုးဖြစ်ပေါ်တတ်ပါတယ် ငယ်ရွယ်တဲ့ဂျာတာပရိသားသမီးတွေကန်ဆာတာမှာဆိုလို့ရှင်တော့ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းကိုအကြောင်းပြုပြီးတော့ကိုယ့်ဘဝတိုးတက်ရာတိုးတက်ချောင်းကိုယ်စိတ်ချမ်းသာမှုအတွက်ကိုတောင်လှုပ်ဖို့မေ့နေတတ်တယ်သူတို့အတွက်ပူပင်နေရတာ ਨੇ အဲ့အတိုင်းဖြစ်ပေါ်နေရတတ်ပါတယ်ကာလရှည်ကြကွဲကွာခဲ့တဲ့သူတွေ ਨੇ ပြန်လဲစုံစည်းတာအဲ့တော့မဖြစ်နိုင်တော့ဘူးတဲ့ကိစ္စတွေအခြေရေးတွေမှာရင်ခုန်စရာကြုံတာအဲ့လိုဟာမှုတွေကြုံတွေ့ပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းတဘဝစာအတွက် အကောင်းဆုံးနေဆုံးဖြတ်ထားတယ်ကြုံလာတာတွေဖြစ်ပေါ်လာပါလိမ့်မယ်အိမ်တော်ရှင်မိတ်ဆွေများအဖိုးကတော့ကိုတိကျွန်တော်ကိစ္စကိုလေ့လာမယ်စုံစမ်းမယ်ထောက်လန်းမယ်အေးတိလို့ရတော့ကွာဆိုတဲ့ပုံစံမျိုးအဲ့တော့ပြဿနာရှာဖို့အကြောင်းအရာတွေပဲအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်အဲ့တော့ချစ်မဲ့စကားပဲပြောပါပြေလဲမဲ့စကားပဲပြောပါမုန်းမဲ့စကားပြဿနာဖြစ်မဲ့အကြောင်းအရာတွေကိုလုံးဝလုံးဝမစဉ်းစားပါနဲ့လို့အကြံပေးခြင်းပါတယ် ထွက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းမကုံသင့်တဲ့နေရာမှာမတုံးသင့်တဲ့နေရာမှာတုံးမိတဲ့အတွက်ကြောင့်ငွေကုန်ကြေးကြများတာမျိုး ဖြစ်ပေါ်လာပါလိမ့်မယ်။ထီဝါသနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေတွေကတော့ထိုင်ကုန်တွေရဲ့အောက်ခြေနားမှာရှားကြည့်ပါ။အဲ့နေရာမှာမိတ်ဆွေတွေအချိုးပေးသောကဏ္ဍတစုံတရာတွေ့ရပါလိမ့်မယ်။ညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရည်ရည်အားအနေနဲ့ကတော့ပါလို့ရမလဲဆိုလို့ရှင်တော့မေတ္တာပို့ခြင်းမေတ္တာထားခြင်း အဲ့ဒါလိုဟာမိုးတွေလှုပ်ပေးပါအဲ့ဒါဆိုရင်အညံ့တွေအားလုံးပြေပြောက်ပြီးတည်တည်တသာလက်လာပါရှင်လန်းကောင်းမွန်သွားပါလိမ့်မယ်မေတ္တာပို့ပါကိုကိုကိုအရင်ဆုံးမေတ္တာပို့ပြီးရင်ကိုနဲ့သက်ဆိုင်တဲ့ဟာတွေကိုမေတ္တာပို့မယ်နော်ကဲဒီလောက်ပါပဲကြာသာပြီးသားသမီးမိတ်ဆွေများအားလုံးဒီတလအတွင်းမှာကံကောင်းခြင်းဖြာဖြာရရှိပါစေအောင်မြင်မှုဖြာဖြာရရှိပါစေလို့ဆန္ဒပြုမေတ္တာပို့ပါတယ်ဗျာတောက်ကြသားသမီးများအတွက်2025 5လပိုင်းတလစာအတွက်လာပြီဗျာဒီချိန်မှာ တောက်ကြသားသမီးရဲ့ယင်ထဲမှာချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးမိမိနှလုံးသားကိုမိမိရက်ဆက်စွာစရိတ်ပြခြင်းနဲ့မလုံတင်တာမလုံဘူးကွာလွမ်းရလဲခဏပဲပေါ့ငါခန္ဓာရင်ရှိအောင်ကြိုးစားမယ်ဆိုတဲ့အတွေ့အကြုံတွေအခုယင်ထဲမှာစဉ်းစားတွေးတောနေတယ်အချက်တကွဲအကျိုးနဲ့ဂုဏ်သိက္ခာတွေကြမယ်ကိစ္စတွေငါမလုံဘူးဆိုတဲ့အကြောင်းအရာတွေအခုယင်ထဲမှာတွေးနေတယ်မျောလင်းတောင်းတရည်ရွယ်ချက်ကအားလုံးကိုစွန့်ခွာပြီးတော့သွားမယ် ဘသူ့ဟိုမှာဂယုမဆိုင်ဘူးဘသူ့ဟိုမှာလည်းတန်ရုံးစင်တွယ်မနေတော့ဘူးငါလှုပ်เสียရှိတာပြက်ပြက်တတလှုပ်မယ်စွန့်ခွာเสียရှိတာစွန့်ခွာမယ်ရဲရဲဝင်းဝင်းဘဝမှာတုံးတိုက်တိုက်ကြားကြိုက်ကြိုက်လှုပ်မယ်ဟိတ်ဆိုတဲ့ပုံစံမျိုးဒါကိုရဲ့ရင်ထဲမှာမျောလင်းတောင်းတနေပါလေအာဟုတုကင်းကင်းနဲ့ရှစ်ဆက်ဖို့ကိုမျောလင်းတောင်းတာနော်မမျော်လင့်မဲ့ဘလို့ဟာမို့ကြုံမလဲဆိုလို့ဆိုလို့ရှင်တော့ငင်းစင်တောင်ကြီးခလေးဘွားကတန်ရောစင်ဖြစ်ရတဲ့သူတွေအချင်းချင်းခါခါကူကူညီခဲ့တဲ့သူတွေနဲ့ပြန်လဲစုံစည်းတာ အဲ့တော့မိတ်ဆွေဟောင်းနေနဲ့လက်တွဲပြီးတော့စီးပွားရေးလုပ်ရတာနေရာထိုင်ခင်းကိုအကြောင်းပြုပြီးတော့ကံကောင်းခြင်းတွေရရှိတာအဲ့ဒါလိုဟာမျိုးအဖက်ဖက်ကကြုံပါလိမ့်မယ်လက်ဆောင်ပစ္စည်းတွေလည်းမျိုးစုံရရှိတာပေါ့အကြံဉာဏ်ကောင်းတွေလည်းရရှိတာပေါ့ဒီကာလအတွင်းမှာစိတ်ချမ်းသာစရာတွေကြည်နူးစရာတွေဝမ်းသာစရာတွေဇက်တိုက်ဆိုးဆိုးလိုပဲကြုံတွေ့ရပါလာပါလိမ့်မယ်ဗျာစိတ်ညစ်စရာအနေနဲ့ကတော့လက်ရှိနေရာကိုအကြောင်းပြုပြီးစိတ်ညစ်စရာတွေမျိုးစုံကြုံတွေ့ခဲ့ရတဲ့ လက်ရှိနေရာမှာဘလောက်ပဲဝင်ဝေကောင်းနေဘလို့ပဲမျောလဲမျောလဲရေရှည်အတွက်ဘလို့မှမဖြစ်နိုင်တော့တဲ့အတွက်ကြောင့်စိတ်ညစ်ပူပန်မှုတွေဖြစ်ပေါ်လာနိုင်မယ်လို့ပြထားပါတယ်ငယ်ရွယ်တဲ့ငယ်ရွယ်တဲ့တောက်ကြသားသမီးတွေကန်စာတာပါဆိုလို့ရှိရင်တော့အောင်မြင်မှုအဖျားဖျားရရှိမယ်ဝိဇ္ဇာတွေသူတော်စင်တွေကုညီမဆလိုက်တလို့မျိုးဘဝမှာကံကောင်းခြင်းအဖျားဖျားရရှိပါလိမ့်မယ်အခြေရင်နဲ့ပတ်သက်လို့ရှိရင်တမျိုးတရွာတရေသားကလူမျိုးတွေနဲ့ ဖူးစာကဟေဆက်ရအကြောင်းပါတယ်ဗျအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးလို့ရှင်လဲကိုယ်အချိန်ချင်းခါကဒုက္ခပေးတဲ့အိမ်အောင်ပဲနဲ့ဝေးတာပဲကောင်းပါတယ်ကွာဆိုတဲ့ပုံစံမျိုးအဲ့တော့နောက်တစ်ခါများထပ်ပြီးဒုက္ခပေးုံလားဘယ်ချိန်များဒုက္ခပေးမလဲဘယ်ချိန်များဒုက္ခပေးမလဲဆိုတဲ့ယင်တပမနဲ့ကိုယ်မှစိုးရင်ပူပန်မှုတွေများနေရတတ်ပါလေခောက်ငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်းဒီကာလအတွင်းမှာရင်ရထားဖို့အကြောင်းပြုပြီးတော့ငွေကုန်ကြေးကြမြားပါလိမ့်မယ်တဗျာ ီဝသနာပါလို့ထီထိုးကျင်တဲ့မိတ်ဆွေတွေကတော့ထိုင်ကုန်တွေရဲ့ဘေးမှာရှားကြည့်ပါညံနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရတရားအနေနဲ့ကတော့ခလေးတငယ်များကို လက်ဆောင်ပစ္စည်းဝယ်ပေးခြင်းစာအုပ်စာရွက်စာတမ်းကျောင်းသုံးပစ္စည်းစသည့်အားဖြင့်အဲ့လိုဟာမျိုးမျိုးတွေနဲ့ပတ်သက်ပြီးကလေးတငယ်လေးတွေကိုလက်ဆောင်ပစ္စည်းပေးခြင်းအပြင်အညံ့တွေအားလုံးပြပြောက်ကောင်းမွန်သွားပါလိမ့်မယ်လို့ပြောရင် တောက်ကြသားသမီးများအတွက်ဒီမှာပဲညီကုန်းချုပ်ပြရစနေသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါစနေသားသမီးတွေအတွက်2025 5လပိုင်းတလဆာအတွက်ဖြစ်ပါတယ်အခုစနေသားသမီးတွေရဲ့ယင်ထဲမှာဘလောက်ပဲပင်ပန်းပါစေခက်ခဲပါစေငါရအောင်ကြော်ဖြတ်မယ်ရအောင်ကြိုးစားမယ်အဲ့တော့မနက်ဖြန်အတွက်နောက်လတွေအတွက်နောက်နေ့တွေအတွက်စသည်အားဖြင့်အတလူဟာမှုတွေအတွက်ခက်ခဲမှုမရှိအောင်ဒီချိန်ကနေစတင်ပြီးအကောင်းဆုံးကြိုးစားမယ်ဖန်တီးမယ် ရှင်ပြိုင်မယ်ကြိုးစားမယ်ဟဲ့ဆိုတဲ့အတွေ့အကြုံတွေအခုရင်ထဲမှာစဉ်းစားတွေးတောနေတယ်။မျောလင်တောင်းတရည်ရွယ်ချက်ကတော့ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးအောင်မြင်မှုတရဘူးစောင်းနေတယ်။သူများနဲ့ရှင်နိုင်ခြင်းနဲ့သူများနဲ့ပြန်ရင်ကိုတာကျင်တာပေါ့။အဲ့တော့ကိုယ့်ရဲ့ချစ်ကတာကျင်တာပေါ့နော်။အဲ့တော့အဆစာရတာလွန်ကျင်တာလေ။အဲ့လိုအတွေ့အကြုံတွေဒါမျောလင်တောင်းတနေတယ်။ မမျော်လင့်ပဲဘလို့ဟာမို့ချုံမလဲအောင်မြင်မှုဖျားဖျားရရှိမယ်ကံကောင်းခြင်းတွေလည်းဇက်တိုက်ဆိုးဆိုးလိုပဲရရှိလာပါလိမ့်မယ်ဒီကာလအတွင်းမှာအခွင့်အရေးကောင်းတွေလည်းဇက်တိုက်ရရှိလိမ့်မယ်ဗျာစိတ်ညစ်စရာအနေနဲ့ကတော့ကံဆိုးတာတွေလာမှတွေးကြောက်တယ်အဲ့ဒီအတွက်ကြောင့်စိတ်ညစ်နေရတတ်ပါတယ် ငယ်ရွယ်တဲ့စနေသားသမီးတို့ရဲ့ကန်စာတာမှာပင်ပန်းခြင်းစိတ်ပင်ပန်းလူပင်ပန်းအဲဒါလိုဟာမျိုးအမျိုးစုံကြုံတွေ့ရတတ်တယ်။အရွယ်နဲ့မမြအောင်ပင်ပန်းမှုတွေနောက်ထပ်နောက်ထပ်လာမှာကိုတွေးပြီးစိုးရင်ပူပန်မှုတွေနဲ့ရှစ်ဆက်ရမှာတော့ကြောက်နေရတာမျိုးဖြစ်ပေါ်နေရတတ်ပါတယ်။အဲ့တော့ပင်ပန်းပြီးရင်စိတ်ချမ်းသာစရာတွေလာမှာပေါ့။စိတ်ညစ်စရာပြီးရင်စိတ်ချမ်းသာစရာတွေလာမယ်။မိုးတွေကြွားပြီးသွားရင်နေသားရတွေလာမှာပေါ့ဒါတဘာဝပဲလေအဆိုးတွေကြုံပြီးအကောင်းတွေပဲရှိတော့တယ် အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်လည်းဒီကာလအတွင်းမှာကံကောင်းခြင်းအဖျားပြားရရှိပါလိမ့်မယ်เนาะအခြေအခြေအနေနဲ့ပတ်သက်လို့ရှိရင်လည်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်เสียဘာမှမရှိတော့ပါဘူးအားလုံးကံကောင်းလာပါလိမ့်မယ်ကဲပညာရေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီချိန်မှာအပင်မခံမှနောက်တစ်ချိန်မှာ ကောင်းစားဖို့အခွင့်အရေးကောင်းနေရရှိလာပါလိမ့်မယ်အိမ်အောင်ရှင်မိတ်ဆွေများဖို့ကတော့ ကိုကလည်းသူ့ကိုကြောခိုင်းကျင်တယ်သူကလည်းကိုကိုကြောခိုင်းကျင်တယ်နှစ်ယောက်စလုံးကနီးလျက်နဲ့ဝေ3နဲ့4လို့ပဲဖြစ်နေရတတ်တယ်နေလုံးလုံးမလုံးလုံးငါတော့အောင်မြင်အောင်လုပ်မှာပဲနေစူးစားသည် ဖြစ်စေမစူးစားသည်ဖြစ်စေငါကတော့စူးစားမှာပဲဟဲ့ဆိုတဲ့ပုံစံမျိုးတွေနဲ့အဲ့တော့အခုရင်ထဲမှာရင်ဆိုင်ဖြစ်ရှင်းနေရတတ်တယ်အဲ့တော့မခံရင်စိတ်တွေလည်းမျိုးသိရတယ်မကျင်တ်တာတွေလည်း မပြောဘဲနဲ့ဖုံးဖိရတာမျိုးတွေဖြစ်ပေါ်တတ်ပါတယ်အဲ့ဒါတွေထားတော့ဗျာဒီကာလအတွင်းမှာထရက်ငွေနဲ့ပတ်သက်ပြီးအဝေးတနေရာကိုအကြောင်းပြုပြီးတော့ငွေကုန်ကြေးကျများဖို့အကြောင်းတွေပေါ်လာပါလိမ့်မယ်ကဲညံတာတွေပြပြောက်ပြီးကောင်းကျိုးချမ်းသာတဲ့ဟုတ်ရရှိမဲ့ရရရာတွေမပြောခင်မှာထီဝဇနာပါလို့ထီထိုးခြင်းနဲ့မိတ်ဆွေများဖို့ကတော့ကိုအယမ်းချက်ရတဲ့သူသူ့ရဲ့နာမည်လေးကိုတိတ်ောက်ခြင်းအဖြစ်ထီကနန်းအဖြစ် ်ငွေကြေးလက်လာပါကံကောင်းသွားပါလိမ့်မယ်လေဗျာကဲညနာတွေပြပြပြီးကောင်းကျိုးချမ်းသာရရှိဖို့ရရရအနေနဲ့ကတော့အဝါရောင်မီးလုံးအဝါရောင်ဖျောင်းနိုင်ကိုးတိုင်ကိုမွန်မြတ်သောနေရာအိမ်ရှိနေရာအဲ့လိုနေရာမျိုးမှာထွန်းညီပူဇော်ခြင်းအားဖြင့်အညံ့တွေအားလုံးပြေပြောက်သွားပါလိမ့်မယ်လို့ပြောရင်စနေသားသမီးများတွေဒီမှာပဲညီကုန်းချုပ်ပြရစေကျွန်တော်ကျော်စင်ဟိတ်ဖအံပဲဖြစ်ပါတယ်ကျွန်တော်